မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ် minus 10ခန့်ကွာဝေးတဲ့တောင်ခမ်းကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရဲများကိုတော်လှန်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နောင်ချိုမြို့တောင်ပတ်ဒုထဝရီမြေကူတရာအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆခ900နဲ့၎င်းလောက်ခန့်အမြောက်တပ်ရဲ၃ရင်းဖြစ်တဲ့အမတ တာ34အမတာ206နဲ့အမတာ406တို့တရှိပြီးတော့အဲ့ဒီတပ်စခန်းများအားတောင်းတမတော် DNA လေးနဲ့ PDF ပူပေါက်တပ်များကထိုးစစ်ဆေးတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်မဆခ902ဟာအရှိမတိုင်းစစ်ဌာနချုပ်ရမခနယ်မြေအတွင်းမှာတခုတည်းသောအမြောက်တပ်ကိုကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရင်73ရင်းရှိတယ်လို့သိရပါတယ်အမြောက်တပ်ရင်းများရှိရာတောင်ခမ်းရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်များအားတော်လိုင်းတပ်များကထိုးစစ်ဆေးတိုက်ခိုက်နေတာဟာ ဇူလိုင်လကုန်မိုင်းကလေးကဖြစ်ပြီးတော့အခုရပိုင်းအတွင်းမှာတောင်ခိုင်းရွာမှာရှိတဲ့အမြောက်တပ်ရဲများအားဦးတည်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ25ရက်ကစပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ဒါကြောင့်အဲ့ဒီနေရာကိုပြည်ဦးလွယ်မြို့အခြေစိုက်ပိတ်ပန်တဲ့သုတေသနနှီးပညာဌာနချုပ် တတနာတရင်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်။သုံးကားလေးတက်ပဲနည်းနည်းကြံတော့တယ်လို့ကြားတယ်။ကြံတဲ့တပ်စခန်းတွေအားလုံးထိမ့်ချုပ်ထားနိုင်တယ်လို့ကြားတယ်လို့နောက်ချို PDF ကရဲဘော်တို့ကပြောပြထားပါရယ်။စစ်ကောင်စီတပ်သားများဟာတောင်ခမ်းကြီးပါအနီးမှာရှိတဲ့တောတောင်များကြားမှာလည်းကြံရှိနေသေးတယ်လို့၎င်းကဆက်ပြောပါရယ်။တောင်ခမ်းဘက်လည်းမကြခင်အောင်မြင်တော့မှာပါလို့၎င်းကပြောပါရယ်။ဒါအပြင်တောင်ခမ်းတိုက်ပွဲအတွင်းမှာပောင်ဝင်တိုက်ခိုက်နေတဲ့ရဲဘော်တို့ကလည်း၉၀၀နဲ့၄၆နဲ့၃၅၄တိုက်ရင်များအားထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အသိပေးထားပါရယ်။စစ်ကောင်စီကလေကြောင်းပစ်ကူများကိုလည်းဇက်တိုက်အုံပြုတ်နေတယ်လို့သိရပါရယ်။တ ောင်ခန်းကြီးပါဟာနောင်ချိုမြို့ကနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့ကိုသွားတဲ့လမ်းပေါ်မှာတည်ရှိပြီးတော့နောင်ချိုမြို့ကနေစုခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကအဲ့ဒီရွာတပ်စခန်းများမှာအထိုင်ချထားတယ်လို့သိရပါတယ်။ဒါအပြင်ရှမ်းတောင်ကနေအင်အားဖြည့်တင်းလာတဲ့စစ်ကောင်စီတပ်သားများအပြင်ရဟရင်နဲ့ပို့ဆောင်လိုက်တဲ့စစ်ကောင်စီတပ်သားများဟာလည်းတောင်ခန်းမှာရောက်ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီကမှတစင်နောင်ချိုနဲ့ကြောင်မဲမြို့များကိုပြန်လည်သိမ်းပိုက်ရန်စစ်ကောင်စီကပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာရှိတဲ့မောင်ရွှေလေးရေတပ်စခန်းကိုအရခတ်တပ်တော် AA ကသိမ်းယူလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်တွဲမြို့နယ်မှာနောက်ဆုံးကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းကို August 28နေ့မနက်ပိုင်းမှာ AA ကသိမ်းယူလိုက်ပြီးတော့လက်နက်ခဲအများကိုပါရရှိကာနေနေရှင်းလေးတွေလုဆောင်နေတယ်လို့သိရပါတယ်။ထွက်ပြေးသွားတဲ့သူတွေကိုလိုက်လံဖမ်းဆီးနေပါတယ်။နေနေရှင်းလေးတွေလုဆောင်နေပြီလို့သိထားပါတယ်လို့ရခိုင်စီရဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ August 25ရက်နေ့ကမောင်ရွှေလေးရေတပ်စခန်းမှာစစ် ောင်စီနဲ့ AA တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့ AA ကရှော့တိုက်ဒုံးနဲ့ပါပြစ်ခတ်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကဘုံမှုနဲ့ရာရှိများပါတေဆုံးခဲ့ပြီးတော့စစ်သည်မောများပါထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီကအလံဖြူထောင်းကစခန်းစုတ်ခွာထွက်ပြေးသူများ28ရက်နေ့အထိရှိခဲ့ပြီးတော့28ရက်နေ့မနက်မှာ AA ကစခန်းကိုတည်ယူနိုင်နိုင်ချင်းဖြစ်တယ်လို့သိရပါတယ်။အလံဖြူထောင်းကထွက်ပြေးသွားကြတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာရေတပ်စခန်းအနီးမှာရှိတဲ့တောင်ပေါ်နဲ့ခြေရွာများအတွင်းကို ဝေရောက်ထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်မော်ယုံကြီးရွာအတွင်းအရတားဒါဇင်နဲ့ခြေပြီးတော့တေဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ် အခုမောင်ရွှေလေးရေတပ်စခန်းကိုဆုံးရှုံးလိုက်ရခြင်းဟာစစ်ကောင်စီအတွက်ပထမဦးဆုံးရေတပ်စခန်းကြီးကိုလက်လွတ်လိုက်ရခြင်းဖြစ်ပြီးတော့မောင်ရွှေလေးရေတပ်စခန်းကိုပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကမှစတင်ကအေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တလကျော်ကြာအောင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဟာမောင်ရွှေလေးရေတပ်စခန်းတတ်မကျစေရေးအတွက်ကြီးရေလီကစစ်ကူဖြစ်ပြီးတော့လက်နက်ကြီးများနဲ့ခုခံမှုတွေပြုလုပ်ခဲ့တော့လဲတန်တွဲမှာလေစိတ်သာမကပဲရေတပ်စခန်းကိုပါဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်လေစိမ်းမှာ PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုတွားရောက်မဲ့သူများကို တပ်တွေအထောက်ထားမခိုင်းလုံရင်ပြည်ပထွက်ခွာခွင့်မပြုကြောင်းစစ်ကောင်စီကဩဂတ်လ28ရက်နေ့ကဝန်ခံထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းသတင်းဌာနတစ်ခုရဲ့မေးမြန်းချက်ကိုစစ်ကောင်စီကအခုလိုထုတ်ပြန်ဝန်ခံလာခြင်းဖြစ်ပြီးတော့ PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံများကိုထွက်ခွာမဲ့သူများကိုပြည်ထောင်ဝင်ကြီးဌာနသတင်းရဲတပ်ဖွဲ့လူကုန်ကူးမှုတားဆီးနေနေရဲရဲတပ်ဖွဲ့လေကြောင်းရဲတပ်ဖွဲ့အလုတ်သမားဝင်ကြီးဌာနတို့ပူးပေါင်းပါဝင်တဲ့အဖွဲ့နဲ့စီစဉ်နေကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ PV နိုင်ငံကူးလက်မှတ်နဲ့အလဲအပတ်သွားရောက်မဲ့သူများဟာလိုအပ်တဲ့အပြန့်လေးရင်လက်မ back. <laughs> တွားရောက်လဲပတ်မဲ့နိုင်ငံမှာပဲခုံမဲ့ဟိုတယ်ဘူကင်လုံလောက်တဲ့ငွေကြေးရှုံမှန်းနေများပါရှိမှုရှိမရှိစီစစ်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရရှိထားတဲ့သတင်းချက်လက်များအရဒူဘိုင်းအပါအဝင်အရှိလဲပိုင်းနိုင်ငံများစင်ကာပူနဲ့မလေးရှားနိုင်ငံများကိုတွားရောက်မဲ့သူအများအပြားဟာလေးစိတ်ကနေလက်ပြန်နေရတယ်လို့သိရပါတယ်ပထမဆုံးအချိန်ဖြစ်နေနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာမဲ့သူများကိုလည်းအထောက်အထားစာရွက်စာတမ်းများပြသနိုင်သည့်တိုင်စစ်ကောင်စီပူးပေါင်းအဖွဲ့ကလေးစိတ်ကနေလက်ပြန်ခိုင်းနေတယ်လို့သိရပါတယ်စစ်ကောင်စီကဩဂတ်လ14ရက်နေ့မှာနိုင်ငံကူးလက်မှတ် တ် PV ကန်ဆောင်ပြီးတော့ပြည်ပကိုတွားရောက်အလုတ်လုတ်ကန်မဲ့သူများကိုစီစစ်ပိတ်ပင်မှာဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အသက်23နှစ်ကနေအသက်32နှစ်အတွင်းလူငယ်အမျိုးသားများကိုလည်း PJ အလုတ်ကန်နိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာအလုတ်လုတ်ကန်ခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကိုးတိုင်းလက်ပတန်းမြို့နယ်အပိုင်းဗကိုးရုံးမပေါ်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခတ်ရာစစ်တပ်ဘက်ကစကားဆ66လက်အောက်ခံတိုက်ရဲမှုတအုပ်အပါအဝင်20ကျော်တိုက်ဆုံးပြီးတော့စစ်သားအလောင်းများကို4ကား2စီးနဲ့လိုက်ကောက်နေရတာ ဘရုံတစည်းကိုလည်းပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ29ရက်နေ့ညနေ4နာရီကမှလေဗဒန်မြို့နယ်အပိုင်းဘကိုးရုံးမပေါ်ကိုတက်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကိုတောင်တန်းမြိုင်ကြီးရွာအနီးမှာတာယာဝရီခရိုင်တပ်ရဲ3832ကတက်ခွဲ1တက်ခွဲ3တက်ခွဲ6ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာယာဝရီခရိုင်ဂလုံတပ်ဖွဲ့မုံညိုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ တာယာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကရဲဘော်များပူးပေါင်းပြီးတော့စောင့်ချုပ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုတနအီကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာပြီးတော့ ထမ်းပင်ချောင်ရွာကစစ်သားများကလက်နက်ကြီးပစ်ကူများပစ်ကူပေးနေတဲ့အပြင် drone နဲ့ပါပုံကျဲတိုက်ခိုက်မှုကိုလှုပ်ဆောင်နေခြင်းကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစက္ကစ66လက်အောက်ခံတိုက်ရဲမှုတအုပ်အပါအဝင်အယောက်20ကျော် တေဆုံးတာစစ်သားအလောင်းများကို ဖောကားနှစ်စီးနဲ့လိုက်လံကောက်ယူနေပြီးတော့စစ်တပ်ရဲ့ drone တစ်စီးကိုလည်းပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်ကတေဆုံးတဲ့သူတွေကိုဖောကားနှစ်စီးနဲ့လိုက်ကောက်နေတဲ့မတားတွေကများလုံးလို့လက်တွေတောင်မှကားတွေပေါ်ကနေပြီးတော့ထွက်ကြနေတာ သေးတာအယောက်40လောက်ရှိမယ်လို့ယူဆရတယ်။တိုက်ပွဲထဲမှာမျက်မြင်အတီးပြနိုင်တာက20ကျော်တယ်။ကျွန်တော်ရဲဘော်တို့ယင်ဘက်ကိုလက်နက်ကြီးစမှန်တယ်။သူကလက်နက်ကောက်နေတော့ထမ်းမင်ချောင်းဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးမှန်တာ။ဒရုန်းတစ်စီးလည်းပြစ်ချတာပြက်စီးသွားတယ်။စစ်ခွေးတွေဒရုန်းနဲ့ဘုံလာကျဲတော့ပြန်ဆောင်ရင်းနဲ့ရဲဘော်တွေပြစ်ချတာပြက်ကျသွားတာလို့တာယာဝတီခန်တရဲ3832သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူရကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ဆက်ဆက်ပြီးတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအနီးမှာတွာလာနေထ ထိုင်မှုများကိုလုံးဝလုံးဝမပြုလုပ်ကြရန်အထူးမြတ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကလေးမြို့စော်ဘွားရေရှင်ကြီးရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတော်လိုင်းအင်အားစုတွေဖွင့်လှစ်ထားတဲ့ဈေးကန်းကိုစစ်ကောင်စီအုပ်စုကဩဂတ်လ28ရက်နေ့ကလေကြောင်းကနေဗုံးကျက်တိုက်ခိုက်ခဲ့တဲ့အတွက်လူနာဆောင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တအုပ်ကြာဆုံးကထွန်မပြေးနိုင်တဲ့လူနာတအုပ်6ရက်ထိမှတရားရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုတပ်တွေကကလေးကလေးဝလမ်းမကြီးဘေးမှာတရှိတဲ့စော်ဘွားရေရှင်ကြေးရွာကိုဩဂတ်လ28ရက်နေ့ကမွန်လွဲပိုင်း3နာရီလောက်မှာလေကြောင်းကနေပြီးတော့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဘုံကဈေးကန်းအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့တာဖြစ်တယ်လို့ ကလေးပြည်သူကာကွယ်တပ်မတော်တပ်ဖွဲ့ဝင်တအုပ်ကပြောပြထားပါတယ်။သတင်းပေါက်ကြားတာအဲ့ဒီစေယုံကအရင်ကပြစ်ခတ်ခံရဘူးတဲ့အဲ့ဒါနဲ့နေရရွှေ့တာနေရရွှေ့တာကလည်းတိတိကျကျကိုတီနီယာတိတိကျကျသတင်းရလို့လာပြစ်သွားတာတယောက်ကြတယ်အဲ့ဒီလူနာဆောင်ကကြတာ ပေါင်းတဲ့လက်ပဲပြန်ရလိုက်တယ်တယောက်က6ထောက်ထိသွားတယ်လို့ကလေးပြည်သူကာကွယ်တပ်ဖွဲ့ဝင်ကပြောဆိုထားပါတယ်စစ်ကောင်စီအုပ်စုတပ်တွေကအခုလို၄ချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာဟာတိုက်ပွဲမဖြစ်ဘွားပဲနဲ့တိုက်ခိုက်တာဖြစ်ပြီးတော့သတင်းပေါက်ကြားလို့ပြက်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့စီရေးသတင်းအကြီးအမည်တွေကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့၄ချောင်းက ဘုံကျဲချမှုတွေကြောင့်ကြာဆုံးသွားတဲ့ပြည်သူ့ကာကွယ်ရဲဘော်ဟာတမုခရိုင်အထုတက်ရဲ SR4 တပ်ဖွဲ့ဝင်တအူးဖြစ်တယ်လို့တမုခရိုင် CA သတင်းရေးမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီအုပ်စုတပ်တွေကကလေးကလေးဝလမ်းမကြီးဘေးမှာတရှိတဲ့စော်ဝါရေရှင်ကြီးရွာအပအဝင်ကနန်ခမ်းပတ်ကြီးရွာတွေကိုလည်းဒီနေ့အတွင်းမှာဘုံကျဲတိုက်ခိုက်ခဲ့လို့ ်သေဆုံးသူအယောက်30ထက်မနည်းရှိနေပြီလို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုတပ်တွေကမြန်မာအိန္ဒိယနယ်စပ်တမူးမြို့ကိုရဟယင်နေနဲ့လာရောက်ပြီးတော့အိန္ဒိယမြန်မာစစ်ဘက်ဆိုင်ရာတွဲဆုံမှုတွေလုပ်နေတယ်လို့လေချောင်းကနေလည်းအဆက်မပြတ်ပြန်တန်းနေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘေးမြို့မှာအုတ်ချုပ်ရဲမှုများရဲ့အတင်းအဓမ္မစစ်သားတဲ့စူဆောင်းခံရတဲ့သူတအူးဟာအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ26ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံရေးမြို့အခြေဆိုင်ခမရ98ခွန်ကတပ်သားတဦးဟာပြည်သူ့ကာကွယ်တပ်မတော်ပလောဘိတ်ခေရအမှတ်တဲတရင်ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာဘိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့၎င်းတို့ရဲ့လက်ဝေကန်ရက်ကွက်အုပ်ချုပ်ရေးမှူးများရဲ့အတရားတမစစ်မှုထမ်းသည့်စူဆောင်းကျင်းခံရပြီးတော့ပလောမြို့အခြေဆိုင်အမှတ်7တပ်မတော်တန်းမြေလေ့ကျင့်ရေးကြောင်းတိုင်းမဟုတ်ဆက်နှစ်မှာ2024ခုနှစ်အေပီလကစပြီးတော့ဆက်နှစ်ပတ်ကြာစစ်တင်နှံများတက်ရောက်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။အခြေ ကန်စစ်တင်နှမ်းများတင်ကြားပို့ချပြီးတဲ့နောက်မှာရင်းမြို့အခြေစိုက်ခမရ98ခွန်ကိုဆေလွချင်းခံခဲ့ရပြီးတော့နှစ်လအကြာမှာဘိတ်ခရအမတ်တဲ့တရင်နဲ့ချိတ်ဆက်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ကလက်ကနေပြီးတော့ရုံးထွက်နိုင်ခဲ့ကပြည်သူရင်ဝင်ကိုအောင်မြင်စွာရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ဘိတ်ခရအမတ်တဲ့တရင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလက်ရှိအချိန်မှာကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့လိုအပ်တဲ့လုံထုံးလုံနည်းများနဲ့အညီဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ခမောင်းတော်ကြီးရွာအနီးပြည်သူ့ကာကွယ်ရေးတပ်များရှောင်းတခင်စစ်စေးနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံရဲတအုပ်ကိုလည်းတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရမိခဲ့ပြီးတော့လိုအပ်တဲ့စစ်ဆေးမှုများကိုပြုလုပ်လျက်ရှိကအသေးစိတ်အခြေအနေတွေကိုတော့ထပ်မံထုတ်ပြန်သွားမယ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ